မင်္ဂလာပါကလေးလေးတို့ဒီနေ့တီတီထူးကဘရင်သမီးတော်လေးရဲ့ရွှေဘော်လုံးလေးနဲ့ဖာမင်သားလေးရဲ့အကြောင်းပြောပြပေးမယ်နော်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကခန်းနာလာပါတဲ့နန်းတော်ကြီးတစ်ခုမှာစစ်စရာကောင်းတဲ့မင်းသမီးလေးတစ်ပါးနေထိုင်ခဲ့တယ်အဲ့ဒီမင်းသမီးလေးရဲ့နာမည်ကတော့နန်းဒေဝီတဲ့ နန်းဒေဝီမင်းတန်နီလေးမှာအဖိုးတန်ပြီးချစ်စရာကောင်းတဲ့ကစားစရာလေးတစ်ခုရှိတယ်။အဲ့ဒီကစားစရာလေးကတော့သူ့ရဲ့ဖခင်ဘယင်ကြီးပေးထားတဲ့ရွှေဘော်လုံးလေးပဲဖြစ်တယ်။အဲ့ဒီရွှေဘော်လုံးလေးကလေထဲကိုပြစ်တင်လိုက်တိုင်းချူတာတဲ့တန်စင်လေးတွေထွက်လာတတ်လို့မင်းသမီးလေးကအယံတဘောကြတာ။ နန်းဒေဝီလေးဟာ သူ့ရဲ့ရွှေဘော်လုံးလေးကိုယူပြီးနန်းတော်ရဲ့ရှေ့ကအေးချက်နဲ့တစ်တောငယ်လေးဘေးကရေကန်လေးဘေးမှာအမြဲတမ်းဆော့ကစားနေတယ်။တနေ့မှာတော့သူကကစားရေးနဲ့ရွှေဘော်လုံးလေးကိုဖြစ်တင်လိုက်တာကံမကောင်းစွာနဲ့ပဲလက်ကနေလွတ်ကျပြီးရေကန်လေးကိုနစ်မြုပ်ပျောက်ကွယ်သွားခဲ့တယ်။မင်းနမီနန်းဒေဝီလေးက သူ့ရဲ့အချစ်ဆုံးရွှေဘော်လုံးလေးပျောက်ဆုံးသွားလို့ဝမ်းနည်းစွာငိုကြွေးနေတုန်းမှာပဲအစင်းရောင်ဖားကြီးတစ်ကောင်ကရေကန်ပေါင်ပေါ်ကိုတက်လာပြီးမင်းသမီးလေးကိုစကားပြောလိုက်တယ်။မင်းသမီးလေးရေဘာလို့ဒီလောက်ဝမ်းနည်းနေတာလဲ။နန်းဒီဝီလေးဟာလန့်ပြီးတအံ့တအောဖြစ်သွားခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ဖားကြီးကစကားပြောတတ်နေလို့ပေါ့။ စိတ်မပူပါနဲ့မင်းသမီးလေးရဲ့ရွှေဘော်လုံးလေးကိုကျွန်တော်ရအောင်ပြန်ဆက်ပေးပါမယ်နော်မင်းသမီးလေးကဝမ်းနာအားရဖြစ်သွားပြီးတော့တကယ်လားညီငါရဲ့ဘော်လုံးလေးကိုရအောင်ပြန်ယူပေးခဲ့ရင်ငါရဲ့စိတ်တွေပလဲတွေအဖို့တန်ယတနာတွေအားလုံးကိုမင်းလိုချင်သလောက်ပေးမယ်နော်ငွေတွေငွေတွေယတနာတွေကျွန်တော်မလိုချင်ဘူး ော်လိုချင်တာတစ်ခုပဲရှိတယ်။မင်းသမီးလေးရဲ့မိစေဖြစ်ခွင့်ရချင်ပါတယ်။မင်းသမီးလေးနဲ့အတူတူခမင်းစားပြီးအိမ်ရပေါ်မှာအတူတူအိပ်ပြီးတော့မင်းသမီးလေးရဲ့မိစေရင်ပဲဖြစ်ချင်တာပါ။မင်းသမီးလေးကနှာခေါင်းရှုံပြီးတော့ပြောလိုက်။ဟဲရင်စရာကောင်းနဲ့ဖာကြီးနော်။ကောင်းပါပြီ။တကယ်ချင်းဖြစ်ဖို့ငါကတိပေးပါရဲ့။ မင်းသမီးလေးကအဲ့ဒီလိုပြောလိုက်တော့ဖာချီကရေထဲကိုခုန်ဆင်းသွားပြီးသူ့ရဲ့ရွှေရောင်ဘောလုံးလေးကိုကိုက်ပြီးအပေါ်ကိုပြန်တက်လာခဲ့တယ်။ရွှေဘောလုံးလေးကိုပြန်ရတော့မင်းသမီးလေးဟာဝမ်းသာလွန်းလို့ဖာချီကိုမေ့ပြီးနန်းတော်ဘက်ကိုပြန်ပြေးလာခဲ့တယ်။ဖာချီကလည်းနောက်ကနေပြီးလှောက်အောင်ပြောလိုက်တယ်။မင်းသမီးလေးရေခတိတော်မမေ့နဲ့နော်။ နောက်တစ်နေ့ညစာစားပွဲမှာဘယင်ကြီးမိဖုရားကြီးနဲ့မင်းသမီးလေးတို့အတူတူ စားတောက်နေကြတော့မှနန်းတော်ရဲ့တကားကိုခောက်တဲ့အတန်ကြားလိုက်ရတယ်။အစီကံကလည်းတကားကိုဖွင့်လိုက်တော့ဖားကြီးတကောင်ကသူတို့ထမင်းစားနေတဲ့ထမင်းစပွဲကိုခုံဆွခုံဆွနဲ့ရောက်လာခဲ့တယ်။မင်းသမီးလေးကျွန်တော်ကိုဂတိပေးထားတာတွေ အမှတ်ရပါလေနော်။ ဟာကြီးကအဲ့ဒီလိုပြောလိုက်တော့မင်းသမီးလေးနန်းဒီဝီဟာလည်းကြောက်လန့်ပြီးမျက်နှာပြက်သွားတယ်။ဘရင်ကြီးကလည်းမင်းသမီးလေးကိုတင်းတင်းမာမာပြန်ပြောလိုက်။သမီးတော်ဘရင်သမီးဆိုရာဟာကတိကိုတရားမယ်နော်။ဒီဖာကြီးကိုမေယံမိတ်ဆွေအဖြစ်လက်ခံရမယ်နော်။ ခဲ့တာကြောင့်မလို့မင်းသမီးလေးဟာနောက်ဆုံးမှာတော့မတက်တာတော့ပဲဖာကြီးကိုသူ့ရဲ့သမင်းပကံနာမှာနေရာပေးလိုက်ရတယ်ဖာကြီးကလည်းစပွဲပေါ်တက်ပြီးထမင်းပကံလေးကစားစရာတွေကိုအားရပါရငြင်းရီရှက်ရီစားတောက်နေတော့တာပေါ့ညာအိတ်ချိန်ရောက်တော့ဖာကြီးကမင်းသမီးလေးကိုပြောလိုက်တဲ့အချိန်မှာမင်းသမီးလေးကတကူလုံးတုံသွားခဲ့တယ် မင်းသမီးလေးရေအခုကျွန်တော်အိမ်ရာပေါ်မှာမင်းသမီးလေးနဲ့အတူတူအိမ်ရာမှာပါနော်ဖာကြီးကအဲ့လိုပြောလိုက်တော့မင်းသမီးလေးကဖာကြီးကို မြေပြင်ပေါ်မှာပြစ်ချလိုက်ပြီးတော့အပြည့်ပြန်ပြောလိုက်တယ်ဟဲ့အင်းငါရင်လှပတဲ့အိမ်ရာပေါ်မှာမင်းလိုဖာကြီးကို မအိတ်ခိုင်းနိုင်ပါဘူးအဲ့ဒီအခါမှာဖာကြီးက ဝမ်းနေတဲ့မျက်လုံးလေးတွေနဲ့မင်းသမီးလေးကိုမော့ကြည့်ပြီးညင်သာစွာနဲ့တောင်းဆိုလိုက်တယ်။မင်းသမီးလေးခတိကိုမတည်ရင်မကားမှုလေကျွန်တော်ကိုချစ်ခင်စွာနဲ့နှွေးထွေးပြီးမှကျွန်တော်ရဲ့ကြင်စာကပြီမှမလို့ပါ။ဖာကြီးရဲ့ညှိုးငယ်နေတဲ့မျက်နှာလေးကိုမြင်လိုက်ရတော့မင်းသမီးလေးဟာတနာစိတ်ဝင်လာခဲ့တယ်။ ဟုတ်ပါတယ်ငါဖားကြီးကိုဂတိပေးထားပြီးပြီပဲမင်းသမီးလေးကအဲ့ဒီလိုတွေးပြီးတော့တတိမွေးပြီးဖားကြီးကိုလက်ဖွားပေါ်မှာတင်လိုက်တယ်ပြီးတော့ခေါင်းအုံးသားမှာညင်သာစွာနဲ့ချပေးလိုက်တယ်နောက်ဆုံးမှာတော့ရွံပေးမဲ့လေဖားကြီးရဲ့နှစ်ဖူးလေးကိုညင်ညင်တတလေးနမ်းပေးလိုက်တယ် မင်းသမီးလေးရဲ့အနမ်းနဲ့အတူ အခန်းကြီးတစ်ခုလုံးကရွှေရောင်အလင်းနှန်းစည်းကဲ့သို့လင်းလက်သွားပြီးဖားကြီးရဲ့နေရာမှာအင်မတန်မှရှောမောလှပတဲ့မင်းသားလေးတစ်ပါးရောက်လာခဲ့တယ်မင်းသမီးလေးဟာဖားကြီးကနေပြီးမင်းသားလေးဖြစ် ပြောင်းသွားတာကိုကြည့်ပြီးအံ့ဩလို့တော့စကားတောင်မပြောနိုင်မဲဖြစ်သွားခဲ့တယ်။မင်းသမီးလေးကျွန်တော်က တခြားတိုင်းပြည်ကမင်းသားလေးပါကျွန်တော်ကိုမကောင်းဆိုးဝါဆုံးမကြီးတယောက်ကချိန်စာတိုက်ပြီးဖားအဖြစ်ပြောင်းလဲထားခဲ့တာပါဒီချိန်စာဟာဘရင်သမီးတော်လေးတဟာရဲ့ရှိတ်ခဲနဲ့အနမ်းကိုရမှသာပြပြောင်းမှာပါမင်းသမီးလေးဟာခရီးတီချီမှုနဲ့မိသားစုကိုပြသခဲ့လို့ကျွန်တော်ရဲ့ချိန်စာကိုချီးပြပေးနိုင်ခဲ့တာပါ မင်းသားလေးဟာမင်းသမီးလေးကိုကျေးဇူးတင်စွာနဲ့ပြန်ပြောလိုက်တယ်။မင်းသမီးလေးဟာလည်းချက်ယွန့်သွားပြီးဝမ်းသာအားရနဲ့မင်းသားလေးကို ပြန်ပြုံးပြလိုက်တယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာနားလည်မှုမေတ္တာတရားတွေနဲ့အတူတူထာဝရပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်ကွယ်။ကဲကလေးလေးတို့ရေပုံမြင်လေးကတော့ဒါပါပဲကွယ်။ ဒီပုံမြင်လေးကဆိုရင်ဖြင့်ဂတိသစ္စာတည်ကြည်ခြင်းနဲ့မြတ်သူကိုမဆိုမေတ္တာတရားနဲ့ပြောဆိုဆက်ဆံလို့ရှိရင်ဘဝတစ်လျှောက်လုံးပျော်ရွှင်စရာတွေနဲ့ပဲကြုံရဆုံရမယ်ဆိုတာကိုပြောပြပေးထားတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်နော်တတီထူပြောပြပေးတဲ့ပုံမြင်လေးတွေကိုသဘောကျတယ်ဆိုရင် တတီထူ story line channel လေးကို like and subscribe လေးပြီးခဲ့ပေးပါဦးနော် ခင်အားလုံးပဲပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ပါစေနော်ကလေးလေးတို့ရင်အားလုံးပဲတက်တာပါ